ည်သူလွတ်တော်ဥက္ကရာဟောင်းသူရဥရှင်မန်ဥက္ကရာဖြစ်တာဝန်ယူဆောင်ရွက်မဲ့ဥပဒေရနဲ့အထူးကိစ္စရများလင်းလာဆန်စစ်သုံးသက်ရေးကော်မရှင်ကိုအဖွဲ့ဝင်23ဦးနဲ့ဖွဲ့စည်းကြောင်းပြည်သူလွတ်တော်ဥက္ကရာကလွတ်တော်ကိုအတိပေးတင်ပြလိုက်ပါတယ်ဖေဖော်ဝါရီလ9ရက်နေ့မှာပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်ကိုအဖွဲ့ဝင်23ဦးနဲ့ဖွဲ့စည်းလိုက်ပါတယ်။ဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်မှာ ဩကဒအဖြစ်ဒုရပုရွှေမန်းဒုတိယဩကဒအဖြစ်ဥကုကုနိုင်ယမေတိမေဆန္ဒနယ်လူအားတောင်းပေးအပ်ဖွဲ့စည်းကြောင်းတင်ပြပါတယ်ကော်မရှင်ဩကဒအဖြစ်ပြည်တော်စုလွတ်တော်နာယကဟောင်းဒုရဥရွှေမန်းဒုတိယဥက္ကဋ္ဌအဖြစ်ယမဲသိမဲဆန္ဒနယ်ကဥကုကွန်နိုင်တို့ကိုရာထားတယ်လို့လွှတ်တော်ကိုအသိပေးတင်ပြခဲ့ပြီးသူရဥရွှေမန်းကဥဝင်းမြင့်ရဲ့ကံလန်းချက်ကိုနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက် ကြာရနေရကနေပူးပေါင်းဆောင်ရွက်သွားမယ်လို့မူလရည်ရွယ်ချက်ထားရှိတဲ့အတိုင်းကော်မရှင်ဥက္ကဋ္ဌတာဝန်ကိုလဆောင်ငွေမယူဘဲလက်ခံဆောင်ရွက်မယ်လို့ပြန်ကြားခဲ့ကြောင်းသူရဥရှင်မဲရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ပြည်သူ့လူထုဥက္ကဋ္ဌရဲ့တာဝန်ပေးမှုကိုလက်ခံရယူပြီးတဲ့နောက်ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်တနာရီမှာပြည်သူ့လူထုဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလွတ်တော်ဝင်အတွင်းမှာရှိတဲ့ I1 အဆောက်အဦမှာပြုလုပ်ခဲ့ပြီးသူရဥရှင်မဲလည်းတက်ရောက်ခဲ့ပါတယ်။ ကော်မရှင်ဟာပြည်တော်စုအဆင့်ဖြစ်ပြီးအထူးကိစ္စရပ်တွေပေါ်ပေါက်ပါကစီစစ်သုံးသက်ပြီးလွှတ်တော်ဥက္ကဋ္ဌကနေတဆင့်လွှတ်တော်ကိုတင်ပြရမှာဖြစ်ပါတယ်။ဥပဒေတွေပြင်ဆင်ဖို့ပယ်ဖျက်ဖို့အတိအပြုပြဋ္ဌာန်းဖို့တို့ကိုလေ့လာသုံးသက်ရမှာဖြစ်ပြီးလွှတ်တော်ဥက္ကဋ္ဌကလုပ်ငန်းလိုအပ်ချက်အရအကြံဉာဏ်တွေတောင်းခံတဲ့အခါမှာအကြံပေးရမှာဖြစ်တယ်လို့ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်ကပြောကြားခဲ့ပါတယ်။ ပထမအကြိမ်ပြည်သူ့လွှတ်တော်မှာပြည်သူ့ငွေစည်းရုံးကော်မတီအတွင်းရေးမှုအဖြစ်ဆောင်ရွက်ခဲ့ပြီးအခုဖွဲ့စည်းတဲ့ဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာပြန်လည်ပါဝင်လာတဲ့ပြည်တော်စုတန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကဦးမောင်တိုးကလည်းအခုလိုပြောပါတယ်။ဟုတ်ဟိုတို့လည်းပဲဒီဟာဒီကတော့အများကြီးဟောဖြစ်တာပေါ့နော်။အဲ့တော့လည်းပြင်ခဲ့ပြီးသားအလုံးပြည်ပြည်သားပဲဒီဒီကလည်းပဲပြင်ဖို့ကြိုးစားကြိုးစားမှာပေါ့ဒါကတော့လွတ်တော်ဟိုဥက္ကဋ္ဌတို့ဘာတို့ရဲ့ လွတ်တော်ရဲ့လွတ်တော်ရဲ့သဘောထားပေါ့နော်လွတ်တော်ကလည်းသဘောထားပေါ့ကျွန်တော်ကတော့သူတို့ကိုဆပ်ပုတ်လုပ်တာပဲလေကျွန်တော်တို့ကော်မရှင်နေနဲ့ကတော့ဒါမျိုးဟိုလွတ်ခွင့်မရှိပါစဉ်းစားလို့မရှိကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့လစဉ်ချင်းမြင့်ွေကြက်6သိန်းတဲခုနေထိုင်ခွင့်အခမဲ့မဟုတ်ပါကတရက်ကိုတဲခုနေထိုင်စရိတ်ကြက်9တောင်အသုံးစရိတ်ကြက်9တောင်တနေ့ကိုစားတောက်စရိတ်အဖြစ်ကြက်3တောင်ရရှိမှာဖြစ်ပြီး လွှတ်တော်ကသတ်မှတ်တဲ့ရပိုင်ခွင့်တွေကိုခန်းစားခွင့်ရှိတယ်လို့ဥပဒေမှာပါဝင်ပါတယ်။ကော်မရှင်မှာပါဝင်တဲ့လူဦးရေစာရင်းနဲ့ပါဝင်မဲ့သူတွေကိုလွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုလိုက်တာဖြစ်ပါတယ်။